ပဲမင်္ဂလာပါဒီနေ့ကတော့ကုတ်ပေါင်ရှားပွန်တော်ကိုပဲဆက်ပြီးဖတ်ပြခြင်းပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်စာရင်းညများနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ကုတ်ပေါင်ရှားပွန်တော်လည်းဘာလို့လို့နဲ့ဖတ်လာခဲ့တိတ်မလို့တော့ဘူးပေါ့နော်ဆယ်ပုံပုံရင်ရှစ်ပုံလောက်ပြီးတော့ပါပြီ ီနေ့ကတော့ရွှေသစင်ငွေသစင်ဆိုတဲ့ပိုင်းလေးကိုဆက်ပြီးဖတ်ပြခြင်းပါတယ်ပရမနီအရင်ပြီးခဲ့တဲ့နေ့မှာတော့စက်တာဒေဝီမိဗျာကြီးအကြောင်းကိုပြောနေတဲ့အကြောင်းရောက်သွားပြီပေါ့နော်စက်တာဒေဝီမိဗျာကြီးကဆိုလို့ရှိရင်ဒီအနောက်ခြုံမလာပါနေတာတော့မဟုတ်ဘူးခြောက်ပေါက်မှာတက်တက်စီရဲ့တော်ဉာဏ်ပညာရှိတယ်ပေါ့နော်နောက်ပြီးတော့အင်္ဂလိပ်စာတွေပါတယ်ဆိုလည်းရေးနိုင်ဖတ်နိုင်တယ် ဒါကြောင့်မလို့တို့ဒီတို့အင်္ဂလိပ်တွေဘက်ကတော့ပြောင်းလောင်ပြီးတော့ဗောနော်ခနဲ့တက်တယ်ရွက်တက်တယ်လို့ပြောရမှာမသိအဲ့လိုမျိုးပုံစံနဲ့ခြေအိပ်ပြားဆိုတဲ့ blue stocking ဆိုတဲ့ဝဟာရကိုတုံးပြီးဟိုပြောခဲ့တယ်ဗောနော်ပြောချင်တာကတော့အဲ့ဒီချိန်တုန်းကအာဒီဖို့ဝါဒီအာကြီးရဗောနော်ဒီအမျိုးသမီးတွေဒီလိုပညာတက်မြတ်အောင်လုပ်တာကို အားလုံးကမပေးဘူးဆိုတဲ့သဘောမျိုးတွေဖြစ်တယ်ဗောနော် ဒီကတော့ရွှေသစင်ငွေသစင်ဖြစ်ပါတယ်။မိပြေကောင်းကြီးယုံနဲ့တက်ဆိုင်တဲ့ထာဝရတစ်ခုကတော့ရာသီလိုက်ဖူးပွင့်တဲ့ပန်းသစင်တွေကိုထိမ့်သိမ်းဖြန့်ဖြူးရေးပဲဖြစ်ပါတယ်။သစင်ပန်းကိုပန်းတော်လို့သမုတ်ပြီးတော့ထိုပန်းမျိုးမှာရှားပါတဲ့ကမုန်းနေလဲပါတယ်။ဒီရာသီမှာတော့နန်းလုံးဆိုင်တင်းတော့တယ်။စုံတစ်ခုထုံညုံနဲ့တင်းရွှေနန်းသူပျော်တယ်လေးပေပါပန်းမွေရခင် ကိဝင်မင်းကြီးရေးတယ်လို့မှတ်သားရတဲ့ပန်းမျိုးစုံဆိုတဲ့ကြပြကတော့ပန်းကန့်ကောရွှေစကားငွေသားလူစပယ်ပန်းမူလေးခတ်တာနဲ့မူလေးဆိုမလေးလို့ဖတ်မှာပါเนาะမူလေးခတ်တာနဲ့ရွှေရင်မှာကြာခွဲခွဲဖွန့်ဆဲလင်လျံသဇင်းကြံခွာရန်ပေါလဲပွင့်ဝိတ်ွယ်ရွှေပြင်းမင်းတင်းထုံနဲ့ကဲတဲ့1906ခုနှစ်စစ်တမ်းအရဆိုရင်စင်အိုင်းပိန်ကြီးနေရွာကပန်းတော်ပန်းကို ဆက်တာရမြက်ဖြစ်တယ်။ပန်းပေါ်ချိန်မှာဆက်တာရစမြက်ဖြစ်တယ်။၎င်းနယ်မြေမှာရှိတဲ့လှုပ်သားပြည်သူတွေကအသေးအဖွဲအခွန်တွေကနေကင်းလွတ်ခွင့်ရကြတယ်။ပန်းတော်ဆက်ရွာတွေကတရားခန့်ရှိပြီးတော့တောင်ငူရွှေချင်းပသိမ်မင်းတုံပုတ်ပားနဲ့ဆန်းပြည်နယ်တွေမှာရှိတယ်။တန့်ကျင်ပန်းလွမ်းတပုံပုံညင်းညူခန့်ဆွေးစပွဲသာလောင်းရွှေပွင့်ဝါဒီမာလာပင်မြင့်ဆုံးသင်းမင်းရွှေခက်ကဲ့ ပန်းကျင်မာတဲ့ရွှေချီစည်းကိုကြီးပြေလျော့လုံးနဲ့။တစဉ်ပန်းဝေါ်ဟာရကတန့်စင်ဆိုတဲ့ဇကားကနေဆင်းသက်တဲ့မြေပေါ်မှာမပေါက်တာဖြစ်တဲ့အတွက်အညင်ကြီးကင်းစင်နဲ့မကောက်တဲ့အနက်နိုင်ရင်လဲအဲ့ဒီပန်းပင်တွေဟာထေတတ်တယ်။သာသနာနဲ့ဆိုင်တဲ့ဝိတုကံမြေတွေမှာလည်းမပေါက်တတ်လို့ဆိုရဲလေတန့်တန့်နဲ့လူနဲ့ဝေးရာကိုကြိုက်တတ်တဲ့ပန်းမျိုးဖြစ်တယ်။ ရွှေသစင်ငွေသစင်နန်းဝင်သည်ပန်းတော်မြေပေါ်မှာမပွင့်ရွှေတိုင်းနှင့်ဝင့်ရသည်ပင်စင်များဧကရင်ဖုံးရှိ၍ဖြစ်ရမှာရာမယကန်ဆရာဦးတို့ကသစင်မန်းကိုမလေးမစားလောက်ရင်ရာဇဝိတ္တမုံကိုလည်းဆက်ဆူထားပါသေးတယ်တချို့ကနီနီပြတချို့ကဖြူပါပါတချို့မှာချိတ်ပွင့်တချို့မှာပန်းရင်လို့ပင်စင်ပန်းပြန်ဝဲ့မြည်ရီခံခြင်းတွင်ဝေယံနန်းမြင့်ပင်တိုင်းတင့်မှုမြို့ဝင်မြင့်လေး မြို့ဝင်မင်စာလိတ်မပါပဲ၊ကွဲရစီပြင်ရလူများပြင်ကလေးတည်ခြင်းတည်ရှင်ခြင်းရှင်အင်တန်အင်တန်ရာဇွတ်တော်ခံရသည်မြက်ပန်တော်ပန်ခိုင်လုံးလန်းကိုဟူလောင်းပန်းပွင့်ပဲကုံကြဝင့်မလဲဘုံနှင်ကန်နှင့်ရွှေသစင်ရွှေမျိုးတော်ဇီရိုမှာမြို့ဝင်ရဲ့ခွင့်ပြုချက်ပါမတာလင်သစင်မန်းရောင်းတိုင်းနဲ့အမရဘူရာမျိုးတော်မှာ1168ခုကသစင်မန်းနဲ့ပတ်သက်ပြီးအေးအေးယူပုံကိုလည်းအောက်ပါအထူးပြန်တန်းကိုကြည့်ရှုနိုင်တယ် ။သဇင်ပန်းတော်ရွှေနန်းတော်တို့မဆက်မသွင်းသေးသည်ကိုမင်းသားများအိမ်ကိုပန်းများရောက်တာနဲ့မင်းတရားကြီးကြားတည်တော်မူရတယ်။ជីဝင်ကိုတန်းမာထားစေရန်ပန်းဆက်လာသူတို့ကိုရအောင်တောင်းလို့ဖြစ်တယ်။တို့တော်ကထိုပညာချက်ကိုထုတ်ပြီးတဲ့နောက်မှာဈေးပါအမိတ်မရှိပဲရောင်းချတဲ့သူတွေကိုနာကျင်စွာရိုက်နှက်ဆုံးပါတယ်။ပါရမီဂုံတင့်ယူဟုတ်ဘူး၊ကံထူးသည့်ပန်းလန့်ချက်ချက်မချက်ချက်ဆုတ်ခဲပဲဆိုဆိုမဆူရပဲလာလား။ သူမို့ပါလင်ရွှေအာနာကောင်တိုင်းတောင်ပြောင်းနှင်းရှောင်ရသည်လွဲ့ရသည်ပန်းပြန်များပရင်ကိုတစင်မန်းကိုဆင်းမြန်းနိုင်နဲ့ပင်တိုင်နန်းသူခင်ကျော်မှုတို့တွင်ကထိုရသည်မှာကံရွက်ကလေးအလှငွေပေါ်ဟန်ကြော့ကြော့နှင့်ရှိကြပုံကိုစာဆိုတော်ရွှေတောင်နန်းတသူကဖွဲ့ဆိုပုံကတော့ဝေလွဲ့တော်မချုံတချုံရင်သိမ့်တော်ပန်းပြောက ရော့တော်တော်မလုံတလုံကန္နမအနက်ကတင်းပြန့်ပြန့်မလုံတလုံကောင်းကမန်ပန်းနန်းကလန့်လှအောင်ချိန်တလိုင်းလိုင်း ဆိုင်ရှူကျဲပြောင်ယူကန်တန်ကရံဖြူလာနဲ့နဲ့ကိုနှစ်ခုပြိုင်ထွက်သည်နဲ့ပန်းမြက်များမပွင့်မီကာလာနိုင်နန်းသူများသည် ခံပွင့်ကိုပန်းတင်ကြရသည်ကိုဥပုံညာကမြို့တော်နဲ့ကြေးတော်လက်ကကွာချပုံကိုလည်းခွန်ခဲ့သည်သည် စပယ်ပန်းပန်းစပယ်နန်းလည်းမပေါ်ခိုက်ဟာမှုအလိုက်တော်တန်သည့်ယုံပခံပွင့်ကိုကုန်နန်းရွေမန်းမြေမှာစပယ်လှိုင်းတော့ခံပန်းကရာရင်ရွေတဲ့တော်လီရသော ဝင်းကြီးဦးရန်ဝေဝင်းကလေးဦးကောင်းတို့ရဲ့အကြောင်းဆက်ပြီးဖတ်ပြမှာ ဖြစ်ပါတယ်။မင်းတို့မင်းလက်ထက်မှာချင်းတွင်းနယ်မြေကဖုန်ကြီးလူတွေနှစ်ဦးတို့ကောင်းစားကြတယ်။ကောင်းစားတယ်ဆိုရမှာလည်းနည်းနည်းတော့တော့မဟုတ်ပဲနဲ့နေပြည်တော်မှာထိတ်တန့်ပြတဲ့မင်းကြီးယာတို့တွေကိုရရှိကြတယ်။သူတို့နှစ်ဦးကဖြစ်ရခြင်းကလည်းတူညီပြီးကန်တူကျိုးပေးလို့ဆိုရမှလောက်ပဲဖြစ်ပါတယ်။တအူးကဗကမ်းမင်းကြီးဥယျာဝဲဖြစ်တယ်။တခြားပုဂ္ဂိုလ်ကတော့ကိဝင်မင်းကြီးဥကောင်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ဌာနချက်ကတော့ရှင်မြင်းရဲ့သူကောင်းပြုကိုခံယူပြီးတဲ့နောက်မှာဥယျံဝေကရှင်မြင်းကိုအနိုင်ကျင့်လေးရှိလို့သူ့ကိုပကန်းရှင်မြင်းကြီးလို့မင်းတော်မင်းကခေါ်ဆိုလေးရှိတယ်။ဥယျံဝေကချင်းတွင်းရဲ့နောက်ဘက်ဗန်းကြီးနဲ့ဘ ᱹ လူရသားဖြစ်ပြီး1184မှာဖွားတယ်။ဥကန်းကထိုရွာရဲ့အနောက်ရှစ်တိုင်းကမုံနိုင်မင်းရွာမှာ1183ခုမှာဖွားတယ်။ဘ ᱹ လူရွာကျောင်းဖုံးတော်ကြီးဥဥတ္တမကဥယျံဝေရဲ့ဦးကြီးဖြစ်တယ်။ထိုကြောင့်မှာပဲဥယျံဝေကဥဝီတုတ်တော့ ဦးဝီတောက်ကြဘွဲနဲ့ခန်းနေပစင်းကြီးဖြစ်လာတယ်။မုံနံမင်ရွာကမောင်ကောင်းကလည်းတာမဏိဘွားမှာထိုချားကိုပဲလာရောက်တပိခန့်တယ်။ပကံမင်းနန်းတက်ပြီးတဲ့အခါမှာဦးဝီတောက်တာကနေပြည်တော်မှာရှိတဲ့ဘားကရတိုက်ကိုရောက်ပြီးငွေရေးเจ้าမှာเจ้าနိုင်ဖြစ်လာတယ်။ထိုချင်းကလွတ်တော်မင်းသားကြီးဖြစ်နေသူမင်းတော်မင်းသားထံကိုဦးဝီတောက်တာကမှန်မှန်ကြွားရောက်တရားဟောသီလပေးခြင်းပြုရတယ်။အကြမီပဲမုံတိုင်းမင်းကရှင်အာသဘဆိုတဲ့မောင်ကောင်းက ငယ်စရာဥပ္ပိတ္တတာထံရောက်လာတယ်။အတွင်းတပြည့်ဖြစ်နေနေထိုင်ပြီးစာပေကျမ်းကံပေါ့မြအောင်သင်ယူတယ်1211ခုမှာမင်းတို့မင်းသားကပညာဘူတ္တအရာလိလာရှာမိသူတွေကိုအလိုရှိကြောင်းမိန့်ကြားတော့ဥပ္ပိတ္တတာကရှင်ရသဘကိုမင်းသားထံပို့ဆက်တာဖို့အတွက်လူဝိလဲစီရတယ်။မင်းတို့မင်းသားတစ်နေ့တစ်နိုင်မှာရှင်မြင်ဖြစ်မှာကိုကြိုတင်သိပြင်တဲ့ရှင်အာသဘက အမိကောင်းကြီးကိုရလည်ပြီလို့ဝမ်းမြဝမ်းသာစွာပဲယဟန်သိက္ခာကိုခြားတယ်။ညမကြမီမှာပဲမင်းတို့မင်းသားရဲ့ထက်ထက်လျှောက်တင်တိုက်တွန်းချက်ကြောင့်ဥဤတုတ်ကြလည်းလူဝိနေရတယ်။ဥယံဝေကမင်းတို့မင်းသားရဲ့အကြည့်တော်ရလူရရှိပြီးဥကံကတော့အိန်တော်ဗန္ဒာစီရေးဖြစ်လာတယ်။မင်းတို့မင်းသားထင်းထန်းရရှိပြီးတဲ့နောက်မှာတော့ဥယံဝေကိုပကံမင်းကြီးဖြစ်နေဝင်းကြီးခန့်တယ်။မိဖုရားကြီးဆက်ကြတယ်ဝင်းနဲ့တိုင်မြင်ပြီးခမဲတော်တာယာရီမင်းရဲ့ကိုလို့တော်တညင်မြို့စားနဲ့ထိတ်မြပေးစားတယ်။ နေ့စဉ်ခတဲ့တခမ်းမင်းကြီးရဲ့အိမ်တော်ကိုမင်းတရားကြီးကပွဲအုပ်ပို့ပေးတယ်။လကတော်ငွေ2000ကျပ်ရရှိလို့မင်းကြီးကတော့တစ်ထောင်မိမိအတွက်900ငယ်သားများအတွက်900ဆိုပြီးခွဲဝေသုံးစွဲတယ်။တချိန်ကဥယျာဉ်ဝင်းရဲ့နှမဒေါ်နီကမုတ်ဆိုးမဘွားမှာနှမပါလုံးတို့မောင်ကြီးထံလာရောက်ခုလုံးနဲ့မင်းကြီးကနှမဖြစ်သူကို ထောက်ပံ့မှုနီလန်းရှာရင်နဲ့ရွှေရိန်တော်သားများထံရောက်သွားတယ်။ရွှေပကတ်တစ်ခုကိုစီချန်နီယာကနေပူရှန်းလာတဲ့ 45ချက်သားရှိတဲ့ရွှေတုံးတစ်ခုတွေ့တော့နန်းတော်ကမင်းရင်ဒီရွှေတုံးငါယူသွားတယ်လို့ပြောလိုက်လို့မှားထားပြီးယူသွားတယ်အင်ရောက်တော့နမမန်နီကို ရွှေတုံးပေးလိုက်တယ်နောက်နေ့မှရောတွင်းရင်ဥဖိုးလိုက်လာရောက်မင်းမြန်တော်မောင်းလိုက်ငါကမင်းတရားကြီးပိုင်ရွှေတုံးကိုယူလာတာမှန်ပါတယ်ငါမှလည်းစီးရတဲ့နမတရားကိုထောက်ပံ့မှုတာဝန်ရှိနေတဲ့ငါရတဲ့ရိတ်ခါတော်ကလည်းလောက်ခရုံပဲရှိတယ်ကတဲ့ဇိုးလက်ဆောင်လည်းငါဘရော့မှမယူခဲ့ဘူးဒါကြောင့်ခိုးချင်းကို ငါရှင်သခင်ပြည်စီခိုးပြီးနောင်တန်းတရာမှလည်းအတုံနဲ့ခံရရင်တော့ကိုအရှင်သခင်ရဲ့အိမ်မှာပဲခွေးပြရတာမြတ်တယ်လို့အောက်မေ့ပြီးယူခဲ့တာပဲလို့ဖြေချလိုက်တယ်။သူစကားကိုမင်းတို့မင်းကြီးကြားတော်မူတော့များစွာသဘောကျပြီးဒီရွှေတော့ကိုလမ်းတော်ကနေငွေတစ်ထောင်ပေးပြီးရွေးတော်မူစီတယ်။မင်းကြီးနမမန်နီကိုလည်းအနောက်ဆောင်မိဖုရားကခေါ်တော်မူလို့ပြုစုကြွေးမွေးပြီးလက်ဆောင်တော်များပေးကြလေတယ်။ မင်းတို့မင်းကခပဲတော်ရဲ့မိဖုရင်ငယ်တူဦးနဲ့ဥယံဝဲကိုပေးစားတော့ရှေ့သွားနောက်လန့်ညီဟန်တူလို့ညာဆွေမှာဘာမှကဲ့ရဲ့တယ်မကြားရဘူးသို့တော့1913မှာဥကန်းကိုစင်ကြံမဲနဲ့အိမ်တော်ချပြီးတော့သူတို့သားကအသက်30သူတို့သမီးက59နှစ်ဇာပိုင်းရောက်နေပြီတရားသူကြီးဥဖိုးခွဲလွန်လို့၎င်းရဲ့ကတော်မုတ်ဆိုးမှာစင်ကြံမဲကိုလူပြန်တော်လူမျိုးကြီးဥကန်းကယူစီခြင်းဖြစ်တယ်ဥကန်းကိုမင်းတို့မင်းကအနိုင်ကျင့်ခြင်းကထိုချိန်ကနေစတင်ရန်ရှိတယ် ဦးကန်းကမလွန်ဆန်ဝင့်တော်လည်းပဲရှင်ပြင်းကျေနပ်ပြီးရော့ဆိုတဲ့သဘောနဲ့စင်ကြံမယ်ကိုမစုံမက်စေကမူကောင်းစွာပေါင်းသိနေထိုင်ခြင်းကထင်ရှားစေတယ်ဒီအိမ်တော်ရင်းနဲ့ပတ်သက်လို့ဦးကန်းကဘာမှမပြောစေကမူခရက်များရှိခဲ့တယ်1224ခုမှာရတနာနဒီမြင့်တူးဖော်ပြီးမန္တလေးမြို့အနီးထိုမြေကမ်းတစ်လျှောက်မှာမူရမတ်တို့တို့ကိုဥယျာဉ်ခြံနေစိုက်ပျိုးစေတယ်မြင်းကြီးဦးကန်းကသူ့ခြံအတွက်အုံမင်မျိုးကောင်းတွေကိုရလို့လို့မြောက်တဝဲပေါ်မှာပိန့်ချံ မြတာရန်တောင်းခံတယ်။ဦးကောင်းတဲ့ဘိုးဘိန်ကမင်းတို့မင်းရဲ့အိမ်တော်ပါများဖြစ်လို့အလွန်ခင်မင်းရင်းနေတယ်။ဘိုးဘိန်ထံကအုံမင်းပေါက်တီကပေါမလာတော့ဦးကောင်းကလေတော်တန်အလိုက်နဲ့စားချိုးတာ။သွေညွန့်လို့ရွှေခွန်းလေးမမမကန်ဝေလွန်လာပြန်စိုက်ပြုတ်ရန်တစ်ပင်ပေးမယ်လို့ရှေးလေးဆိုရှာတဲ့သူတုတ်တန်သွေဖောက်ပြန်ဘုံများမှန်ပိန်တာတူးရဲ့ဖြောက်ဘူးနောင်ငယ်ကညင်စေစဖန်ဘိုးဘိန်ကနာမည်နဲ့လိုက်အောင်တကယ်ပိန်သေးကြုံနေတဲ့သူဖြစ်တယ် ဂရိပြက်ပြဲတဲ့ငယ်ချင်းကိုလည်းယခုတည်းပဲပြက်ခြင်းမရှိပဲစင်စာကဲနေဟန်ကလိလိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကဆလီဥပုံညာကနန်းတော်တွင်မှာတပည့်ရတော်မူဖြစ်တဲ့ဆောင်ရက်လျက်ရှိလို့ဘိုးဘိန်ကလူမလူငှားပြီးအရိုက်ခိုင်းလို့အရိုက်ခိုင်းတဲ့သဘောနဲ့အမင်းကြီးဦးကောင်းထံကိုပြန်စာရေးစီရေးပေးစီခဲ့တယ်။ချေဟောင်းမွန်ရဲ့နောက်လေးခြင်းရန်စင်ကြံဆယ်မီလောက်လံသိမ့်ဝေခံလုံးမက်ကမိုးနှံဆွဲစိတ်တင် ်ဦးလိုက်ချင်းအပြစ်တင်ဆောင်မစုပါနဲ့လာလူပြီးမြန်လို့နေထော်အုပ်ဖေးတယ်။ကွယ်လွန်သူဦးဖိုးကတုံးဆဲပြီးတဲ့အဟောင်းမြင်းဖြစ်ပြီးဆံပြီးလောက်သားလန်ထားတဲ့ပစ္စည်းကိုအလုံးဝင်မင်းကတိမ့်ကြုံမှုခံလိုက်ပြီးတဲ့နောက်အဲ့ဒီစင်ကြံမဲကိုပဲဒေဝိဇရာနတ်သမီးကလေးတမျှယူရချော့မိနေတာကအလိုဦးလိုဖြစ်တယ်။သူတစ်ပါးကိုပြစ်တင်စားရင်းရင်းမနေနဲ့အုံဝင်ပောက်တွေလည်းမကြမီလာပုတ်မယ်။ဒီအဖအိုကြီးရဲ့လင်းတော်မောင်ကမျောနေပါတော့ တော့အုတ်ဖေးပြန်အုတ်လိုက်တယ်နောက်တည့်ရကျတော့ပိုပိန့်တန်းကအုတ်မင်ပါတရားကိုသိမင်ပါတရားဦးကောင်းအင်ရောက်ပေါ်တော့ရှင်ကျမ်းမယ်ကမှတ်ချက်ချတာကတကယ်တော့ဘူမင်းကတည့်ပင်ပေးတာနဲ့အစမတန်ဘူးတွေ့ကြရလေးလျှောက်ပြီးရေးပေးလိုက်တော့မင်းကနန်းတော်ဘူရှုခံမှသူ့စာကိုဖတ်ပြီးတဟာဟာရီမောနေကြပါတဲ့ရှက်စရာကြီးသူတို့အချင်းချင်းသာရေးဖို့ကောင်းတယ်ကျမကိုထည့်ရေးဖို့မကောင်းဘူး ဘုံမင်းပေးလိုက်တဲ့တစ်ပင်ကလေးတွေကြည့်လို့ကောင်းဆောင်ပြောလိုက်ပါလို့ဆိုတယ်။ဘုံမင်းထံကဒီရစားကဥကောင်းရဲ့ဘဝကိုပြောင်းလဲစေတယ်။ဒီလိုဖြစ်ပြီးမကြခင်မှာပဲဥကောင်းကအလုံးကိုပြန်လို့အဲ့ဒီအလုံးကမျိုးတကြီးရဲ့နံပါတ်28နဲ့အရွယ်မတ်ရွှေမဲကိုဝင်းကရောနံပါတ်2ဖြင့်ကောက်ယူသိမ်းပိုက်တယ်။အဲ့ဒီအချိန်မှာဥကောင်းအသက်က40နှစ်၊စင်ကြယ်မဲက80နှစ်။နောက်ဇနီးမက်ရွှေမဲကဥကောင်းတဲ့14နှစ်ငယ်တယ်။ မယားကြီးစင်ကြဲမဲ့ကိုမယားငယ်ကပြက်ဝဲစွာခြေစုပ်လက်နဲ့ဝစ်ပြရတယ်။အမှန်ကတော့ထိုချိန်ကမင်းကြီးဦးကောင်းကိုယ်တိုင်စေဘင်းမီယူပြုစုသူလိုအပ်နေပြီ။မင်းတို့မင်းကြီးပေးစားခဲ့သူမိခင်အရွယ်မျိုးသမီးနဲ့ဆယ်နှစ်ကျော်မြမလွဲ့မသွေပေါင်းသိနေထိုင်ခဲ့ခြင်းကတစ္ဆာမန်တိုင်းမြဲခံကြောင်းထင်ရှားပါတယ်။မင်းတို့မင်းကတော့အပြစ်ဆိုဝယ်ရှိပါဘူး။ခုနေယူခြင်းယူခြင်းတဲ့ပါ။ဤကစကားချက် အချိန်ကမင်းတို့မင်းကပုံစံတစ်ခုကိုထုတ်ပြန်လာကတော့စံတစည်းကိုအပြန်30မြည်သူစားနိုင်မလဲစားနိုင်သူကိုမြဲတကောင်နဲ့ပစိုးတော်စုချမယ်လို့ဆိုတယ်။ဦးကောင်ကမင်းလိုလိုက်မင်းကြိုက်ဖြစ်စေရန်စဉ်းစားဝေဖန်ခြင်းပဲပြုဝဲနဲ့ယုံကြည်ပင် စားနိုင်ကြောင်းရှောက်တင်တယ်။စံတစည်းရဲ့အပြန်30ကအစီပေါင်း193 943ရာသဖြင့်တွက်ချက်ကြီးမှသိရတော့ဦးကောင်အရှောင်မှန်းမှန်းသိရတယ်။ဒါကြောင့်တန်ခတ်တဲ့အနေနဲ့ရေးထန်းလို့ ဥယျာဉ်တော်အတွင်းသစ်ပင်များရေလောင်းရတယ်ဒီတန်းကလွတ်လွန်လင်းမိမိအမကိုယုံကြည်စားချက်တင်ဆက်ရမယ်လို့ဆိုလို့ဥကောင်းကစာဆိုပုံကပစိုးနဲ့မြင်းမှာစုတော်ခံမယ်လို့ပြန်30ဆန်ကိုစားတယ်အမချက်ကလားနောက်တခါကြောက်ပါပေါ့သက်ဆုံးဒီတစ်ပွဲမှာဖြင့်အလွဲကန်ချောလို့ဥယျာဉ်တော်မှာရေလောင်းမယ်ငယ်ရင်ဟန်ကျဲတဲ့ဆင်ကြမဲ့ဖြူပြနဲ့ရဲ့မင်းကူလက်အောင်မင်းတော်ဝင်းကဥကားကိုအနိုင်ကျင့်ပုံနဲ့ဥယံဝေးကမင်းတော်ဝင်းကိုခွာလောက်ပုံတွေကိုဖော်ပြရမှာ ဝင်းကြီးနှစ်ပါးတလွဲ့စီပွဲထွက်စီမှဘူကောင်းမယ်။ထိုเจ้าယာရီကိုကုန်းမောင်ဆက်ဥမမောင်တင်ရဲ့ကင်းဝင်မင်းကြီးတမိုင်းမြောက်ကေတူရဲ့နန်းတလေးနဲ့ရွှေသွေးရဲ့နန်းတွင်းရေးစာအုပ်တွေကနေကိုကားထားပါတယ်။ဂရင်းနီစော်ဝါကမိမိပါနဲ့ကိုမင်းတို့မင်းကတိမ့်ပိုက်တော်မူကိုရှောက်တင်ချက်ကိုဘင်းကသဘောတူလို့တဲယူရန်မိတ်တော်ကိုလွှတ်တော်ကိုတင်ပို့တယ်။ပခန်းမင်းကြီးကမင်းတို့ဘင်းတောင်းနာမလဲမြောက်နာမလဲနဲ့ဒီလိုမိမျိုးထုတ်ရလားဆိုပြီးမိတ်တော်ကိုဆွတ်ဆုပ်တယ်။ ဘင်းကစိတ်ဆိုးတော့နန်းတွင်ကိုချက်ချင်းဝင်စီပြီးတော့မင်းတို့ဘင်းကအားလိုက်ခေါ်တာငါမလာနိုင်ဘူးလို့ပြောလို့ပြီးငါရဲ့ကြောင့်မှနန်းတော်ဝင်နေ။ဒါကြောင့်ငါမိန်ဖြတ်တယ်လဲလို့ပြီးတော့ဒါဘင်းလုံမဟုတ်ဘူးလွတ်တော်ဝင်ကြီးတဲ့ကိုဘင်းကမေးတဲ့နဲ့ဂရင်းနီနဲ့တင်းရင်ယိုရီယာနဲ့ဆက်ဖြစ်သွားမယ်ကလပ်ဖြူတွေလည်းထကြမယ်လွတ်တော်ကမတိုင်မင်းမဲ့အရင်အမိန်ထုတ်နေရင်လွတ်တော်ကဘာကြောင့်ထားနေတာတော့ဖြတ်သိမ်းတယ်ဖြတ်သိမ်းဖို့ပဲတင့်တယ်ဒီလိုလျှောက်တင်ပြီးတော့ညီလာခံကနေဥယျာဝေကဆင်းသွားတယ် ။အမန်ကညီလာခံကိုဘင်းကတိမ့်မှဂူကြီးမတ်ကြီးတွေကထွက်ခွာဝင်ရှိတယ်။ဂရိန်နယ်ကယူရီးယားနဲ့၎င်းကလပ်ဖြူတွေတိမ့်မိုက်ထားတဲ့အောက်မြန်မာပြည်နယ်၎င်းနဲ့နမိတ်ချင်းကစိတ်ဆက်နေတဲ့ဒါကြောင့်ဂျားနယ်မြေဘာဖာစတိတ်ဖြစ်တဲ့အင်အားကြီးတဲ့တိုင်းပြည်တွေနဲ့တိုက်ရိုက်ထိပါမှုနှဲပါစေအောင်ထားရလိမ့်ရှိတယ်။ဒီလိုကြားနေတဲ့မြေတွေလိုအပ်ပုံကိုပခမ်းမင်းကြီးကနားလည်လို့ဂရီနီဆော်ဘားကနယ်မြေဆက်တာခြင်းကိုပယ်လိုက်ခြင်းပဲဖြစ်တယ်။1218ခုမှာဦးကောင်းကဘီယင်မိန်တိုင်း တိန်တုကဇက်ကိုပြို့တော်အနေနဲ့ရေးသားတင်ဆက်တယ်ဒါကြောင့်စုလက်ဖြစ်တဲ့ပကန်းကြီးခံမှာရှိတဲ့တပင်ငားရွာစားခန့်နဲ့ဥကောင်းကဒီစုကိုလက်မခံလိုပဲနဲ့မိမိရဲ့မူလစားရရွာတင်ကြီးစကိုင်းနယ်ကိုပဲဆက်လက်စားစုစားလို့ကြောင်းရှောက်တင်တယ်။အဲဒီကမင်းလုံးကတပင်ငားရွာကပညာရှိတို့ကမှပေးတဲ့ရွာဖြစ်တယ်။စားလို့ရကိုရှောက်တွင်ခွင့်ရှိတယ်လို့လို့ငောင်းငဲမိတ်ဆိုတော့ဥကောင်းကလည်းကြောက်လန့်လို့ကျွန်တော်မျိုးအတင်ရှောင်မှားကြောင်းလို့ဝန်ခံရတယ်။ဒါကတော့ဝင်းကြီးနှစ်ပါးရဲ့ကွာခြားပုံပဲဖြစ်ပါတယ်။ ညနေ၄နာရီတူတာအခုတည်ဟာပြီးပါလို့ရှင်နောက်တဲ့အချိန်နှစ်ခွေးစတိုင်ဖြစ်နေတာ၄နာရီခွဲပြီးမှပြီးမှဆိုတော့လေအက်တီတီလောက်တာလည်းမရှိလို့ညနေ၄နာရီကိုခွင့်တိုင်ပါလေလေညနေ၄နာရီမနေ့ကကြတော့တကြလုံးမအိပ်လိုက်ရလို့မနေ့က၄နာရီတာတာလောက်မှမအိပ်ပြောတာနိုးတော့၅နာရီနဲ့၈မိနစ်ရှိနေဘလို့မှမမီလိုက်လို့ဒါဒါရွှေနဲ့တော့သင်အေးချင်းလေးပါ အဲ့ဒါညနေကြလို့ရှိရင်လေ၄နာရီကျရင်အဟောင်းနီးရရှာကြည့်ပြီးကြပါ၁၀နာရီကျရင်တော့အာခုခုရွှေတာပေးထားရရှိပါတယ်အဲ့ဒါလေးထင်ပါမယ်အဲ့ဆိုရင်သူကအခုတက်တန်းတန်းဝတ်ဆက်တော့ဘူးเนาะအေးအယောပြီးအေးပေါနေလို့ဟာအလုံးဝတက်တာပါနေနောက်ပေးရမှာမဟုတ်ကြပါဘူး။အဲ့လိုပေါင်းပြောက်ကိုအရောက်ပြီ